င်ပြည့်တက်ပေါင်းမင်္ဂလာပါမက်စလာ24ရက်နေ့မှမက်စလာ30ရက်နေ့ထိခုနှစ်တော်တိုင်းများအတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းကျင်းဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုအဘဆရာကြီးဒေါက်တာမင်းသိန်ခါ၏နေ့စဉ်အတိုင်းကျွန်တော်ဆရာသိန်းနဲ့ဆိုမှတဲရောဖြင့်သိစိတ်တွစ်စိတ်ပေးထားပါသည်တနင်္ဂနွေတောင်းမြင်များဒီရက်တွေအတွင်းမှာအစမပြေအလွဲချော်တွေများနေပါလိမ့်မယ်ဟိုဟာလို့ရတော့မလို့လို့ဒီဟာလို့ရတော့မလို့လို့နဲ့အချိန်တွေကုန်နေတတ်ပါတယ် သူများပြဿနာမှာလဲဈာညက်ဖြစ်ရှင်းရတပါလေ။ဘာမဆိုစိတ်ရှည်တဲ့အချိန်လေးဖြစ်ပါလေ။လုပ်ငန်းတက်တွေစတာတဖြည်းဖြည်းတွတ်ချက်တာဆက်တူရှယ်ယာလုပ်စာကြောလုပ်ငန်းတွေအလုံးမဲကောင်းပါလေ။စံစီစေစာဆက်ကူစာအုပ်အင်္ဂါနယ်နဲ့စတဲ့လုပ်ငန်းတွေအလုပ်ဖြစ်အောင်မြင်ပါလိမ့်မယ်။မတင်မဖဲနဲ့အိအလုပ်နေရာယာရူဆိုင်ငန်းအခွင့်အရေးကောင်းတွေကြုံတက်တဲ့အချိန်ဖြစ်ပါလေ။နိုင်ငံရဲ့ချားနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းအဆက်အသွယ်ကောင်းတွေလည်းရလာတတ်ပါလေ။ မရင်ဆရာရင်တို့ကြောင့်ဆိတ်ရှုပ်ရတတ်ပါလေငွေကန်ကတော့တော်ကလေးနေနေပါသေးတယ်ငွေများများရှိနေရင်လေစေဘဝကဖြစ်သွားတတ်ပါလေအိမ်တော်ရှင်များစီမံပြင်မှုတွေပြည်လည်မှုရရှိပါလိမ့်မယ်ချစ်သူကြီးသားများကတော့ဆုံးမရခဲ့တဲ့ကြက်တဲမျိုးကြုံလာရတတ်ပါလေကျမ်းမာရေးအနေနဲ့ကတော့ စီးမျက်စိဒုက္ခပေးတတ်ပါလေဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၉ကဏ္ဍပဲဖြစ်ပါလေ ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ခလေးများကို စာရေးကိရိယာလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တနင်္လာသားမင်းများဒီရက်တွေအတွင်းမှာထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေအခွင့်အရေးတွေပြန်ရတတ်ပါတယ်လုပ်ငန်းဟောင်းနေရာဟောင်းလုပ်ဖို့ကံပေဟောင်းနေတယ်လေပြန်လဲစုံစည်းရတတ်ပါတယ် ြက်တနာဟောင်းယောဂဟောင်းတွေပြန်ပေါ်တက်တော့ကိုဂယူးဆိုင်ဖို့လိုပါတယ်။ငွေတားရွှင်ပါလိမ့်မယ်။ရဲနာပစ္စည်းတွေအလောက်ကုန်ပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်။ကားကြောက်ကွန်ပျူတာကင်မရာရွှေအလောက်ကုန်စတဲ့လုပ်ငန်းတွေအကျိုးပေးအောင်မြင်မဲ့ခြင်းဖြစ်ပါတယ်။သူတစ်ပါးမနာလို့ဖြစ်တော့အောင်စီးပွားတဲ့အောင်မြင်မဲ့ကိမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်လဲတမင်ရန်စနောက်ဆက်တာမျိုးတွေခံရတတ်ပါတယ်။လူရင်းလူယုံဒုက္ခပေးတတ်ပါတယ်။ဘယ်ကိစ္စမဆိုနောက်ဆက်ကလေးတွေကြုံပြီးမှအောင်မြင်တတ်ပါတယ်။ ခြေသူကြီးသားများအတွက်ကံကြမ္မာဟာအထူးပဲပွင့်လန်းနေပြီးအင်တော်ရှင်များအတွက်တော့မတင်မကျကိစ္စလေးတွေများနေပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့အာယုံကျော်ဥကောင်းယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ခဏန်းတွေကတော့နှစ်ခဏန်းတစ်ခဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်နွမ်းမသူတို့ကို စေဝါလူရန်ပြီးလိုရာစု တောင်းလိုက်ပါ။မိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ အင်္ဂါသားမီးများတရက်တည်းတွင်မှအဖက်ဖက်ကအခြေအနေကောင်းတွေကြုံလာပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းတွေအထူးတိုးချက်တဲ့အချိန်လေးဖြစ်ပါလိမ့်။မိကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်။ဆက်တူရှယ်ယာလုပ်ပြုရင်းပြပါခီးပညာရေးကိစ္စတွေထူးပဲကောင်းပါလိမ့်။စံစီစေစာဆက်မှုစာအုပ်မြေအမွေဖုန်းကိစ္စများအောင်မြင်မှုရရှိပါလိမ့်မယ်။အလို့တန်းမင်္ဂလာပွဲများနဲ့လည်းကြုံကြရတတ်ပါလိမ့်။ဘာသာရေးလုပ်တဲ့လောက်ကံပွင့်လန်းနေမဲ့ရမျိုးတွေဖြစ်ပါလိမ့်။ ဆွေမျိုးသားချင်းများနဲ့တော့ပြဿနာကြီးကြီးမားမားတွေဖြစ်ရတတ်ပါလေလူရင်းတို့ရဲ့မကောင်းတဲ့အချို့လည်းကြားရတတ်ပါလေအထည်အထိဖနက်ရွှေအောင်းလင်းငယ်သားတို့အတွက်တော့ဆိတ်ရှုပ်ခေါင်းဆရတတ်ပါလေချစ်သူကြီးသားများဆုံးဖြတ်ရခဲ့တဲ့အခြေအနေတွေကြုံလာရတတ်ပါလေအင်နော်ရှင်တွေဆိုရင်တော့အညံ့များနေပါဦးမယ်ကျမ်းမာရေးနေနေကတော့ဒူနာရှင်ဘက်ဂယူဆိုင်ဖို့လိုပါလေဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ9ကဏ္ဍပဲဖြစ်ပါလေ ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့တွေ့မြတ်စွာဘုရားမှာ စပယ်ရှိကုန်းလူတန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများ ပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဘုဒ္ဓဟူသားသမီးများဒီရက်တွေအတွင်းမှာလုပ်ငန်းတက်တွေစတာနေရာပြောင်းတာအခြေအနေပြောင်းတဲ့ကိစ္စတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်ပြည်တွင်းပြည်ပခီးတွေလည်းအောင်မြင်မှုရရှိပါလိမ့်မယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေလည်းပြန်လည်ရရှိတတ်ပါတယ် ကွဲကွာနေသူတွေနဲ့လည်းပြန်လည်စုံစည်းရတတ်ပါတယ်။အတိအနံတစ်တန်တို့ရေထွက်ကုန်၊ရွှေအလကုန်၊လျှက်စစ်ပစ္စည်းခီးသွွားလုပ်ငန်းတွေအောင်မြင်နိုင်တဲ့အချိန်ဖြစ်ပါတယ်။ငွေကတော့တာဝန်ပြီးတားထွက်နေပါလိမ့်မယ်။အိမ်တော်ရှင်များချစ်သူကြီးသားများစုံမြရခဲ့တဲ့အခက်အခဲလေးတွေကြုံလာရတတ်ပါတယ်။ဘာမဆိုထင်းငုံလေးတွေကြုံမြင်မဲ့အောင်မြင်နိုင်တဲ့ကိမျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့1 by ဥကောင်းအစစ်မြစ်ဂယုစိုက်ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၁ကဏ္ဍပဲဖြစ်ပါတယ်။ညံနာရီပြပြောက်ပြီး ကောင်းနာရီပူကောင်းလာစေဖို့အတွက်မိဘဆရာသမားတို့ကိုတည်တည်လူတန်းပြီးလူရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ဤကခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟု ကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ကြာသာပရိသတ်မင်းများဒီရက်တွေတွင်မှာငွေကန်တာကောင်းနေပါတယ်။နမေကုန်နေတဲ့ဆရာတွေလည်းကြုံပါလိမ့်မယ်။ နိုင်ငံညာခီလူမျိုးချနဲ့ပတ်သက်တဲ့လုပ်တွေအကျိုးပေးအောင်မြင်မဲ့ခြင်းဖြစ်ပါတယ်။အထည်အထိဖက်တဲ့ပုံ၊လျှက်စက်၊ကားကြောက်၊ကွန်ပျူတာ၊ကင်မရာလုပ်ငန်းရှင်များတိုးချဲ့တဲ့ခြင်းဖြစ်ပါတယ်။မိသားစုထဲမှာအလှူပဲမင်္ဂလာပွဲတွေကျင်းရတတ်ပါတယ်။စက်တူစားကြုပ်ကိစ္စတွေမှာတော့မရင်မယားဖြစ်နေတတ်ပါတယ်။မြေကိစ္စ၊အမွေကိစ္စ၊ဖုန်းကိစ္စတွေကိုတော့ခဏလေးစိုင်းငံ့ထားတဲ့ခြင်းဖြစ်ပါတယ်။ဘာမစိုးနှမျိုးနှခါနဲ့ချင်းကြုံတတ်တဲ့ကိမျိုးဖြစ်ပါတယ်။ အင်းတော်ရှင်များအစမပြေမှုတွေများနေပြီးချစ်သူကြီးစားများជីနူးဝဲမြော့စရာနှမျိုးနှစ်ခုကြော်နိုင်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့အာယုံကျော်ဝမ်ဘိုက်စီမျက်စီယောဂများဂယူဆက်ရမယ့်ကာလဖြစ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍသုံးညကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိတ်ဆွေများကိုနန်းကြီးတို့ဒါနာပြုလုပ်ပြီးလိုရာစု တောင်းလိုက်ပါ။ မိတ်ဆွေတို့၏ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။တောက်ကြသားသမီးများဒီရက်တွင်မှာတားပင်မမှလိမ့်မယ်။စိတ်မောလူမောတွေဖြစ်ရတတ်ပါလေ။အလုပ်တွေပြပြီးကျန်းမာရေးညံ့တတ်ပါလေ။စိတ်တိုင်းမကြစရာတွေလည်းများနေပါလိမ့်မယ်။တနိုင်သမျှစစ်ရှိရှိခေါင်းရင်းနဲ့အလုပ်တွေကိုတက်တောင့်တတာကလေးလှုပ်သွားတဲ့ခြေဖြစ်ပါလေ။အလုပ်ထွက်ချင်းပြောင်းညင်တဲ့ဆန္ဒလေးခဏလေးစောင့်တင်ပါလေ။နေရာကိစ္စအင်္ဂိစတွေလေးတွလို့တန်းလန်းဖြစ်နေတတ်ပါလေ မိကောင်းဆရာကောင်းတွေရဲ့အကူအညီကောင်းတွေတော့ပေါ်လာပါလိမ့်မယ်။နိုင်ငံသားနဲ့ပတ်သက်လို့အဆက်အသွယ်အခွင့်အရေးကောင်းတွေလည်းပေါ်လာတတ်ပါတယ်။မြေအမွေဖုန်းအထည်ထိဖက်နဲ့ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာတော့အထူးပဲအောင်မြင်ကြိုးပမ်းနိုင်တဲ့ချိန်ဖြစ်ပါတယ်။အိမ်တော်ရှင်များချစ်သူဤသားများအတွက်ကတော့အဆင်မပြေမှုလေးတွေများနေပါဦးမယ်။ကျဲမကြီးအနေနဲ့ကတော့ခြေရောက်ခါအစာအိမ်ဂယူဆိုက်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့၈ကနန်း၅ကနန်းပဲဖြစ်ပါတယ်။ ညံနာရီဖြစ်ပျောက်ပြီးကောင်းနာရီပူကောင်းနာစေဖို့အတွက်မိဘဆရာသမားတို့ကိုတရားခွေတရားစာအုပ်လှူဒန်းပြီးလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြေပျောက်သွားနိုင်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်စနေသားမျိုးများဒီရက်တွေအတွင်းမှာကံညံလေးတွေများနေပါလိမ့်မယ်အဖက်ဖက်ကအနောက်ရှက်တွေရှိနေတတ်ပါလိမ့်ခီးသွားနေတာဟာအကောင်းဆုံးရည်ရည်ပဲဖြစ်ပါလိမ့်နေရာတစ်အိမ်တစ်လုပ်ငန်းတစ်အစီအစဉ်တွေအထူးပဲကောင်းပါလိမ့်ရဝိပိပကိစ္စတွေလည်း ဦးစားပေးပြီးတော့စီစဉ်သင့်ပါတယ်။ကြက်ကွာနေသူတွေနဲ့ပြန်ဆုံတာရဝေးကကုညီကောင်းတွေရခြင်းများကြုံပါလိမ့်မယ်။ငွေကတော့တားဝင်သလိုတားလေးထွက်နေပါလိမ့်မယ်။မထင်မှတ်တဲ့ဘာသာရေးပညာရေးခွင့်လန်းကောင်းတွေလည်းပေါ်လာတတ်ပါတယ်။အတိအနရေထွက်ကုန်တစ်တန်တို့အလုံးများတိုးချက်တဲ့အချိန်ဖြစ်ပါတယ်။မီးလျှက်စစ်တခုသတိထားတဲ့ကာလလည်းဖြစ်ပါတယ်။ရာဒူနီယာကိစ္စတွေမှာလည်းအနောက်ရှစ်တွေကြားကအောင်မြင်သွားတတ်ပါလိမ့်မယ်။ ဆက်တူရှယ်ယာလုပ်တွေတတိကြီးစွာထားဖို့လိုပါတယ်။အရေးကြီးတဲ့စာရွက်စာတဲ့နေလဲဂယူဆိုင်ဖို့လိုပါတယ်။အင်တော်ရှင်များချစ်သူကြီးသားများရွေးဝေးခွဲရခြင်းရှိနေပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့အကြော့တဲ့ခေါင်းကိုက်အေးမီနာစီမျက်စိရောဂါများဖြစ်ပွားခံစားရတတ်ပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့၃ကနန်း၄ကနန်းပဲဖြစ်ပါလိမ့်ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဘူးတွေဖះမှာတပြေချောင်းချောင်းလူတန်းပြီးလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟု ကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ခொနည်းသားမျိုးပြည့်တတ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဘာဆရာကြီး ဒေါက်တာမင်းသိန်ခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းတိုက်စုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်။